အားလုံးမင်္ဂလာပါရှင်။ RC တုတ္တဆုံယတဆုံချင်းနေမှ ပြန်လည်ကြိုဆိုပါရစေ။ကျမ NJ ပါ။ကျမဒီတစ်ခေါက်ဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆရာအက်ကဆိုရေးသားတဲ့စုံထီကြီးဥပပါနဲ့ခွေးနှစ်စုံလို့အမည်ရတဲ့ဝတ္ထုလေးပဲဖြစ်ပါရဲ့ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။ဆုံးထီကြီးဥပပါနဲ့ခွေးနှဆုံးအခန်းတက်ဒီလိုဗျတုတ်တူရောမှာ အရင်အစွန်းတက်တဲ့ဆုံးတိကြီးတယောက်ရှိခဲ့တယ်။ကျုပ်တို့ကတော့တိတ်မမီလိုက်ဘူး။ကျုပ်တို့အဖိုးတွေအဖေတွေကတော့တော်တော်ကလေးကိုမီးလိုက်တာပေါ့။သူ့နာမည်ကဥတာဆန်းလို့ခေါ်တယ်။ဒါပေမဲ့ရွာကလူတွေကတော့ဥပတာလို့ပဲခေါ်တယ်။လူကွေရမှာဆိုရင်တော့ဆုံးတိကြီးဥပတာလို့ခေါ်ကြတာပေါ့ဗျာ။သူ့ပုံစံကတော့လူကခပ်ပုတ်ပုတ်ခဝဝဖွင့်ဖိုင်းပြ။နှကမ်းမွေးမုတ်စိတ်မွေးကျူးလူကျဲတဲ့နဲ့ ခေါင်းကလည်းထိတ်ကြီးပြောင်းနေတာဟာဗျမျက်နှာမှာကလည်းကြောက်ပေါက်မာတွေနဲ့ဆိုတော့ကြည့်လိုက်ရင်ကိုကြောက်စရာကြီးပေါ့ဗျာဒါပေမဲ့သူကအမြင်သာကြောက်ဖို့ကောင်းတာအစ်မတန်ကိုခေဖို့ကောင်းတဲ့လူကြီးဗျအမြဲတမ်းကွန်းကြီးကိုမြုံနေပြီးတော့ကပ်ပြုံပြုံကြီးနေတတဲဗျအဝတ်အစားဆိုရင်လည်းအင်ကြီးအစုပ်ကြီးပဲဖြစ်ဖြစ်စွတ်ကျင်လက်ပြက်ကြီးပဲဖြစ်ဖြစ်ဝတ်ထားတက်ပြီးတော့အောက်ကလည်းပစိုးတူတူနဲ့တာယာဖက်နှက်ကြီးကိုဝတ်ထားတက်တယ် သူကဆုံးဆိုတာတော့မှရွာကလူတိုင်းကသိကြတာမဟုတ်ဘူး။ကျုပ်အဖိုးကအရင်ကတကြီးဖြစ်ခဲ့လို့သာသူ့အကြောင်းတွေကိုသိနေတာပြုတ်။သူကဆုံးဆိုပေမဲ့တခြားဆုံးတွေလိုပြုစားတာတွေဘာတွေမလွတ်ဘူးဗျ။ရိုးရိုးသားသားလေလုတ်တယ်။နွားမွေးတယ်။တလော့ပဲလုတ်ကင်စားတော့နေတာ။ကျုပ်တို့အဖိုးပြောမှုတာကတော့ဆုံးတွေဟာ လက်ကျောမတင်းတဲ့လူတွေတဲ့။ ကိုယ်လှုပ်ဆောင်တဲ့ကိုအလုလှုပ်ပြီးဟင်းကောင်းမဆောင်နိုင်လို့ဟိုလူကိုဖန်ဆားလိုက်ဒီလူကိုပြုတ်ဆားလိုက်လှုပ်ပြီးတော့အမေသာဟင်းတို့စက်သားဟင်းတို့ကိုတောင်းပြီးတော့ခေါ်စာပြစ်ခိုင်းပြီးစားတောက်နေကြတာတဲ့ဥပပါကတော့အဲ့လိုမဟုတ်ဘူးဗျတုတ်တုတ်ငငယ်တုန်းကလည်းသူ့ကိုစုံမလုံးဝမသိဘူးနောက်တော့မှအဖိုးတို့ပြောပြရာရေတုတ်တုတ်ကိုယ်တိုင်ကြုံခဲ့ရတာရေကြောင့်စုံမသိလိုက်တာတခါကတော့အဖိုးကမေးဘူးတဲ့ ဲ့ဒီတုန်းကဂျပန်ခေတ်နောင်ပေါ့ဗျာကျုပ်တို့အဘေးကလည်းတကြီးကြီးဗျသူတီတော့သူ့သားကိုအရေးပိုင်တွေကတကြီးခန့်လိုက်တော့ကျုပ်အဖိုးကတကြီးဖြစ်သွားတာပေါ့ဗျာအဲ့ဒီတုန်းကသူ့အသက်က20ကျော်လေးပဲရှိသေးတာဒါပေမဲ့ရွာသားတွေကတော့အဖိုးကိုလေးစားကြပါတယ်ကို့တူကို့သားလိုချစ်ခင်ကြပါတယ်အဖိုးကလည်းတကြီးဆိုပြီးတော့မှဩဇာမပြင်းခဲ့ပါဘူးကျုပ်တို့ကတကြီးမျိုးရိုးဗျာ ကြွားတယ်လို့တော့မထင်ပါနဲ့ကျုပ်အဘေးကြီးကလည်းအင်္ဂလိပ်ခေတ်ကလေးကတကြီးနောက်တော့ကျုပ်အဖိုးတကြီးဖြစ်လာတယ်ကျုပ်အဖေကလည်းတကြီးဖြစ်ခဲ့တယ်အေးကျုပ်အလေးကြတော့တကြီးမဖြစ်ခဲ့ပါဘူးဗျာတနေ့တော့တကြီးပေါ့ဆာအဖိုးကဥပတာကိုမေးကြည့်တယ်ဥပတာခမရကဆုံးလို့ရွာကလူတွေကပြောနေကြတယ်ကျုပ်ကတော့သူများပြောစကားမကြားချင်ဘူးခမရပါစကပြောတော့ကိုပဲယုံကျင်တယ်ဆိုတော့ ဥဖပါကကောင်းကြိတ်ပြီးသူကဆုံးတယောက်ပါလို့ဝန်ခံတတိပြဒါနဲ့အဖိုးကအဲ့ဒါဆိုရင်လေခမရကတိတခုပေးတုတ်တူရွာကလူတွေကိုခမရရဲ့ပညာနဲ့မကောင်းတာတွေမလုပ်ရဘူးမဖန်းစားရဘူးလို့အဖိုးကကတိပေးခိုင်းတယ်ဥဖပါကကတိမပေးဘူးဗျဒါပေမဲ့သူကအကျိုးရုပ်အောင်တော့သူမလုပ်ပါဘူးလို့ပဲ ပြန်ကတိပေးခဲ့တယ်ပြောတာပဲအခန်းနဲ့ တုတ်တုတ်ရွာကဇီးကုန်းလို့ခေါ်တယ်ဗျတုတ်တုတ်အနောက်မှာပေတောရွာရဲ့တက်မြင့်ရွာရဲ့ဆိုပြီးရွာသုံးရွာကဖုတ်ခနောက်ဆိုင်ပုံနဲ့တီးရှိနေကြတာအဲ့ဒီရွာသုံးရွာရဲ့အလဲမှာပကံခစ်ကလေးကတီထားတဲ့ပထိုးတစ်ခုရှိတယ်ဗျတရွာနဲ့တရွာကိုရှစ်မိုင်စီဝေးတယ်ရှေးလူကြီးတွေရွာတီးခဲ့တာလဲအံ့ဩစရာကြီးဗျဖုတ်ခနောက်ဆိုင်ကိုတရွာနဲ့တရွာရှစ်မိုင်ကွက်တည်ပဲထားပါတော့အဲ့ဒီဥပဒါကြီးအကြောင်းကိုဆက်ပြောရအောင် ဦးဖောက်သားကြီးကသဘောကောင်းနေဆိုပေမဲ့သူကအလုံးကိုအဆအနှောင်တန်နေပြ။ရွာကလူတွေဆိုရင်လေသူကပြုစားတာတော့မလုပ်ပေမဲ့မထင်ရင်မထင်သလိုစနှောက်တတ်တာ။ဒါကြောင့်လေကျုပ်အဖိုးတကြီးကခဏခဏတတိပေးနေရတာပေါ့ဗျာ။အေးဒီတခါပြောပြမှာကတော့ခုနကဖန်ဆားတဲ့ဇက်လန်ပဲဗျ။အဲ့ဒီအဖြစ်ပြက်ဖြစ်တုန်းကကျုပ်တို့ကခံနေငယ်ပေါ့။တရက်တော့ကျုပ်ရဲ့ဖို့တရုပ်ဆိုတဲ့ကျုပ်တငယ်ချင်းရဲ့ နောက်ပြီးတခြားတငယ်ချင်းတွေလည်းပါတယ်။ဘုံကြီးကျောင်းဝိုင်းအနောက်ဘက်မှာဂုံကြီးဒုခင်းကစားနေကြတာပေါ့ဗျာ။ဂုံကြီးဆိုတာကတော့ဂုံကြီးရဲ့အစ်စီဗျ။ခပ်ပြားပြားချောချောကလေးတွေဖြစ်နေတာ။အဲ့ဒါနဲ့ပြစ်ပြီးကစားရတာပါ။ကျုပ်တို့ကတော့ဂုံကြီးဒုလို့ခေါ်ကြတယ်။စော့နေတော့မှပဲဖို့တယုတ်ကဘိုက်အောင်နေဆိုပြီးလဲကျသွားတာပဲဗျ။သူ့ဘက်ကိုလည်းလက်နဲ့ဖိထားပြီးအော်ဟစ်နေတာအဲ့ဒီတော့ကကျုပ်ကအားလုံးကစိတ်သက်သာတော့ပဲရှိသေးတာဆိုတော့ ဘာလို့ရမှန်းမသိဘူးပေါ့ဒါနဲ့ဖို့တျို့ကိုဝိုင်းထမ်းပြီးတော့သူ့အိမ်ကိုလှိုက်ပုတ်ကြတာပေါ့ဗျာသူ့အိမ်ရောက်တော့ပူပူဆိုးလာတယ်ဗျဖို့တျို့မှာငိုပြီးတော့လူးလှိမ့်နေတာပဲဒါနဲ့ရွာကဆေးစရာကြီးကိုပိတ်ရတာပေါ့ဆေးစရာကြီးကလာကြည့်တော့လဲဘာမှတိတ်မထူကြဘူးဆေးစရာကြီးကတေချဆန်းသက်ကြည့်ပြီးမှလေလည်းမဟုတ်ဓာတ်တဘောလည်းမဟုတ်ပဲအဖြေရှာမရဘူးဖြစ်နေတာပေါ့ ဒါနဲ့ဆေးစရာကြီးကပယောကလိုယူစားပြီးတော့ပယောကစစ်ကြည့်တာပေါ့တုတ်တုတ်ငင်ငင်ကဗင်းတော်ဆေးစရာကြီးတွေဆိုတာအထက်လန်းတွေပါရီလဲအနေအချင်းတတ်ထားကြတယ်ဗျတော်ယုံဖန်ဆတာဆိုရင်တော့သူကကိုရင်ပြီးတယ်ဒါနဲ့ဖို့တရုတ်ကိုပယောကစစ်မေးလဲဆိုရောဖို့တရုတ်ကရုတ်တရက်လေးဖက်ကောက်ထောက်လိုက်ပြီးတော့ခွေးလို့ဦးရဗျာတုတ်ကလည်းမြင့်မြင်ဖို့လို့အံ့ဩနေမိတာပေါ့ဦးရာမဗျာ တခင်ခွေးတကောင်နဲ့ကိုတော့တော့ကိုတူတာကျုပ်ဖြင့်အဲ့တလူဥတက်မှာတော့မဟုတ်ဘူးဒါနဲ့စီးစရာချစ်ကတိတ်မောင်းလိုက်တော့မှအူရက်ပြေးခွေးထိုင်ကလေးပုတ်တုတ်ထိုင်နေတယ်နောက်တော့စီးစရာချစ်ကနင်းကပါလေဘာလို့လောက်တာလဲလို့မေးတော့မှဒွေးချောက်ကဆုံးမပါတဲ့နမေလေးပြုတ်လိုက်သေးတယ်ကျုပ်ကတော့တိတ်မမှတ်မိတော့ဘူးမိအီးဆိုလားဘာလားပဲသူကအမေသာစားချင်လို့ ကလေးကိုပြူစားထားတာပါတဲ့အမေသားလေးပိတ်တာကိုမကြက်တကြက်ကင်းပြီးတော့စကောရဲထက်ဖဲ့ရွက်ခင်းပြီးထမင်းလေးပုံပေးပါတဲ့ပြီးတော့ဖះငုတ်တူကုန်းနာကို နွားရိုင်းသွင်းချိန်တော့မှလာချပေးပါတဲ့မချပေးမချင်းကလေးကိုလှုပ်ထားမယ်လို့ပြောရောဒါနဲ့စေးစရာကြီးကလည်းသူတတ်တလောက်တော့ကုသပေးပါတယ်ဖို့တရုပ်အမေးဆိုရင်လဲသူ့သားလေးကိုကယ်ခိုင်းတာပေါ့လေ ါပေမဲ့စီးဆရာကြီးကဆုံးကအစ်မြင့်လို့သူကုလို့မနိုင်ဘူးလို့ပြောတယ်။စီးဆရာကြီးကရေမန်းတွေပက်ကျိန်လုံးတွေနဲ့ရိုက်ပေးမဲ့ဖိုးတရုတ်ကခွေးထိုင်ထိုင်ပြီးရည်နေတာဟာဗျ။ဘေးနေမှာကိုမနေဘူး။စီးဆရာကြီးမနိုင်တာလည်းဖြစ်နိုင်ပါရဲ့။နောက်တော့စီးဆရာကြီးလည်းလက်လျှော့လိုက်ရတယ်။ဒါနဲ့ဆုံးနဲ့အပေးအယူလုပ်လိုက်တယ်လေ။အမဲသားချပေးရင်ခက်လေးကိုရှင်မပြုတ်နေတော့ နောက်လဲထပ်မလုပ်နေတော့ဆိုတော့စုံမကလည်းကတိပေးတယ်တဲ့အဲ့ဒါနဲ့အမဲသားရဖို့စီစဉ်ကြတာပေါ့ဒါပေမဲ့ခက်တာကအဲ့ဒီခက်တုံးကအမဲသားတို့ဝတ်သားတို့ဆိုတာကအခုခက်တို့မလွယ်ဘူးဗျရွာတရွာမှာအမဲပေါ်တော့မှအဲ့ဒီရွာကလူတွေကအမဲသားစားရတာအခုခက်လိုမျိုးဈေးဆိုတာကလည်းမရှိဘူးအလှမ်းနဲ့ဝေးတာကိုဒါနဲ့နောက်ဆုံးတော့ဖို့တရုတ်အမေကတကြီးကိုအပူကတ်တာပေါ့ဗျာ ရွာတွေကနွားတကောင်တော့ရအောင်တကြီးကစီစဉ်ပေးပါ။သူကလည်းငွေပေးပြီးဝဲပါမယ်ပေါ့။စုံမကလည်းလူလဲပြ။ဖို့တရုတ်တို့ကအတော်အတန်ပိတ်ဆံရှိတဲ့သူတွေပေါ့။ဒါကြောင့်မလို့လေသူ့ကိုပြုစားလိုက်ရင်တော့အမေသာကျိတ်တိစားရမယ်လို့တွက်ပုံရတယ်။ဒါနဲ့ကျုပ်ဖေကလည်းတတိပေးလိုက်တာပေါ့။အဖေကတော့စုံမအကြိုက်ကိုမလိုက်စေချင်ဘူး။မြိုင်တောင်မြို့ကအထက်လက်ဆရာကြီးတွေကိုတော့ပင်ပင်းနင်းထုတ်စေချင်တာ။ ဒါပေမဲ့ဒီမှာကဖို့တရုတ်ကလူးလိမ့်နေပြီလေတစ်ချက်တစ်ချက်ငိုရင်းတတိလှစ်ချင်တယ်လို့ဖြစ်ဖြစ်သွားသေးတာအချိန်မရှိတော့ဘူးဆိုတော့နောက်ဆုံးတော့အမေသာရှာကြွေးဖို့ပဲသဘောတူလိုက်ရတာပေါ့နောက်တော့ရွာတဲ့နွားရှိမဲ့အိမ်တွေကိုစဉ်းစားတယ်နွားတွေကများသောအားဖြင့်ခိုင်းနွားတွေများတယ်နောက်တော့ဥပဒါကိုတတိယသွားတာပေါ့သူကနွားတွေမွေးတယ်လေဥပဒါအိမ်ကိုကျုပ်အဖေနဲ့လူကြီးတချို့ကလိုက်သွားတယ် ရွာကလူတွေကိုအဖေကအဲ့ဒီတည်င်းကိုလျှို့ဝှက်ထားခိုင်းနေကျုပ်လည်းမယောင်မလေးနဲ့လိုက်ခဲ့တာပေါ့ဗျာဥပါသာအိမ်ကိုရောက်တော့ဥပါသာကနွားစာတွေဆင်းနေတာအဖေက ဥပါသာကိုကျို့အကြောင်းပြောပြပြီးတော့နွားတောင်းဝေတော့တာပေါ့ဥပါသာကကောင်းခါပြရတယ်သူ့နွားတွေကိုမယောင်ဘူးတဲ့သူ့မှာအသားရှိတယ်ဆိုပြီးတော့မြက်တထုံးကိုကင်ပြီးအိမ်နောက်ဖေးကိုဝင်သွားတယ်ဥပါသာအိမ်ရှိပြန်ထွက်လာတော့ နွားပေါင်ကြီးတစ်ပေါင်ကင်လာတယ်ဗျငါပိတ်တာလောက်တော့ရှစ်လောက်မယ်အသားကလည်းရဲနေတာပဲဗျကျုပ်အဖေကဥပါတာနွားပေါ်တယ်ဆိုရင်အသားရှိသေးရင်တော့ကျုပ်ကလည်းတပိတ်တာလောက်ရောက်ပါလို့ထပ်ထောင်းတာဥပါတာကပိတ်ကက်ကက်နဲ့မရှိတော့ဘူးတကြီးဒီဟာကအကုန်ပဲတကြီးစားချင်ရင်တော့နောက်နေ့ကျရင်တော့ကျုပ်တကောင်ပေါ်ပြီးကျွေးမယ်ဆိုပြီးပြောလိုက်ပါလိမ့်ရောအဖေလည်းဥပါတာကိုညှင်းဆန်လိုက်ပြီးတော့ဥပါတာတို့အိမ်ကနေ ပြန်ထွက်လာခဲ့ကြတာပေါ့ဗျာ။ဒါနဲ့ကျုပ်တို့လည်းအမဲသားပေါင်ကြီးကိုတောင်းကြီးတဲ့ထဲ့ပြီးပြန်ခဲ့ကြတာပေါ့။အဖေကတော့မလိုက်တော့ဘူး။ကျုပ်ကတော့ဖို့တယုတ်တို့စီလက်ချင်တယ်လို့ပြောလိုက်တယ်။အဖေကခွင့်ပြုပါတယ်။ဖို့တယုတ်နဲ့ကျုပ်နဲ့ကအခင်ဆုံးတငယ်ချင်းတွေကိုစားဖို့စားဖက်ကစားဖို့ကစားဖက်တွေလေ။ဒါပေမဲ့အဖေကတခုတော့ပြောတယ်။ညနေဖျားငုတ်တူကိုလိုက်မသွားနေတဲ့။အခန်း တန်ဖို့တယုတ်တို့အိမ်ရောက်တော့အမဲပေါင်ကြီးကိုဖြတ်ပေးတော့ထင်းပြီးပုံမှာမကြက်တကြက်ကင်းတယ်အပေါ်ရန်အသားလေးတွေကိုမိပြပေးမဲ့တကယ်တမ်းကတော့အမဲသားအစိမ့်နီနီကြီးသာရှိသေးတာဗျပြီးတော့ဤစကိုကြီးတဲ့ကို ဖက်တွေခင်းပြီးအပေါ်ကထမင်းနှလုံးချက်ထားတာကိုပုံလိုက်တယ်ထမင်းကိုဖြန့်ပြီးတော့အမဲသားကင်အမြောင်းပြိုင်ကြီးတွေကိုစကိုရဲထည့်ရတာပေါ့ဗျာအမဲသားကများလို့တော့ထမင်းကိုတော့ဖုံးသွားတယ်ပြီးတော့ မစိုးပိုင်းတစ်ခုနဲ့အုပ်ထားတာပေါ့ကျုပ်ကတော့ဖိုးတယုတ်အနာမှာသွားနေတယ်ဖိုးတယုတ်ကလူးလိမ်ပြီးအော်နေပေမဲ့အမဲသောအနှံ့ရတော့ခွေးလေးတစ်ကောင်တို့ပဲထိုင်ပြီးတော့ရှာကြီးထွက်ပြီးတရေရီကြနေတာဗျာကျုပ်တို့ဖြစ်ယုံလိုက်တာတရေရီတုတ်ပေးလည်းမရဘူးစီးကြနေတာဘိုက်အောင်တာလည်းတက်တာသွားတဲ့ပုံပဲဗျဒါပေမဲ့မချိတ်တဲ့သူတွေကတော့ရှိတယ်အဲ့ဒါကတော့ဖိုးတယုတ်ရဲ့ဦးလေးတွေပေါ့ ဖို့တယောက်ကအဖေမရှိတော့ဘူးသူငယ်ငယ်ကလေးတည်းကသူ့အဖေကတေးသွားခဲ့တာပေါ့ဒါပေမဲ့ဦးလေးတွေကတော့၃ယောက်လောက်ရှိတယ်သူ့ဦးလေးတွေကလည်းတန်တန်မာမာထွားထွားကြိုက်ကြိုက်တွေပြမကြခင်နွားရိုင်းသွင်းချိန်ရောက်လာခဲ့ရောဗျာဖို့တယောက်အမေကခေါ်ဆာဘန်းကိုရွှတ်ပြီးတော့ရွာပြင်ကိုတိတ်တိတ်ကလေးထွက်ခဲ့တယ်ကျုပ်အဖေတကြီးကသာညှို့ဝက်ခိုင်းထားတာတယောက်စကားတယောက်နားနဲ့ဖို့တယောက်ကချင်းကရွာတွေပြတ်နေပြီလေ ရွာသားတွေတချို့ကလည်းထွက်ကြည့်ကြတယ်။ကျုပ်ကလည်းတည်ကျန်တာနဲ့အနောက်ကနေရွာသားတွေနဲ့လှိုက်ကြည့်တာပေါ့။ဖျားပြက်ကုန်းဆိုတာကအရန်တရေချောက်တဲ့နေရပြ။နေရကအရန်ချမ်းတယ်လို့ပြောတယ်။ကျုပ်တို့ရွာသုံးရွာအလဲကဖျားတော့မဟုတ်ဘူး။ကျုပ်တို့ဇီးကုန်းရွာရဲ့အနောက်ဖက်ရွံ့ရွံ့မှာရှိတာပေါ့။ရွာနဲ့နမိုင်လောက်ဝေးတယ်။အဲ့ဒီအနားမှာတော်ရန်ကလေးရှိတယ်။ နောက်တော့ဖျားပြက်ကြီးပေါ့ဗျာအုတ်ကျုံအုတ်ပြက်တွေနဲ့ကုန်းကမူကြီးကညနေနေရောင်မှာနီနီရဲရဲကြီးဖြစ်နေတာပေါ့ဗျာကျုပ်တို့အဲ့ဒီကိုလေးရဘူးရောကျုပ်အဖေနဲ့တွေ့ပါလေရောဗျာအဖေကဆိုကျုပ်စီကိုလာပြီးကျုပ်ဆက်ပိုးကိုဖြောင်းကနေလက်နဲ့အုပ်သွားတာဗျာကျုပ်ဆိုရင်ပူထူပြီးကျယ်တွေလောက်တွေမြင်ကုန်တယ်အဖေကကျုပ်ကိုပြန်ခိုင်းလိုက်တယ်ဟုတ်တော့လေဟုတ်တယ်ဗျာ လူအုပ်ထဲမှာတခြားကလေးတွေတိရမှမပါဘူးကျုပ်သာဆက်စုံလုံးအာကြည့်ပြီးတော့လိုက်လာခဲ့တာဒါနဲ့ကျုပ်လည်းရွာဖက်ကိုလှည့်ပြန်ခဲ့တာပေါ့ဒါပေမဲ့တနေ့ရမှာချုံပုတ်ကြီးကလှုပ်နေတာနဲ့ကျုပ်လည်းသိချင်လို့တောချီတော့ဖိုးတယုတ်တို့ဦးလေးတွေဖြစ်နေတယ်သူတို့ကလည်းဓားတွေလက်တွေကင်ထားကြတယ်ကျုပ်လည်းချုံအကွက်တစ်ခုကနေဆက်ပြီးချုံကြည့်နေမိတယ်။သူတို့ကတော့ခေါ်စာလာစားတဲ့စုံမကိုတွေ့ရင် လှန်နဲ့ထိုးမယ်။ဓာတ်နဲ့ခုတ်မယ်ဆိုပြီးကျင်းဝါနေကြတာပေါ့။ဒါမျိုးကြတော့ကျုပ်လည်းလက်လွတ်မခံချင်တော့ဘူးလေ။အေးဒါနဲ့ကျုပ်လည်းဆက်ပြီးပုံနေလိုက်တယ်။ခဏကြာတော့အဖေရောရွာကလူတွေပါအကုန်ပြန်သွားကြတယ်။ဖို့တယောက်အမေကတော့ခေါ်စာစကားကိုဖယားငုတ်တူရဲ့အနောက်ဖက်တိုးဆက်မှာချပီးပြီးခတ်တုတ်တုတ်ပြန်ပြေးသွားတယ်။ကျုပ်လည်းအဲ့ဒီတော့မှကြောက်စိတ်ဝင်လာတယ်။ ဒီနားမှာလူဆိုလို့ကျုပ်ရဲ့ဖို့တရုပ်ဦးလေး၃ရောက်ရဲပဲကြံနေခဲ့တော့တာကိုတဖြည်းဖြည်းကလည်းမောင်းလာနေပြီဒီအချိန်မှာခွေးဦးတန်ချီတစ်ခုကိုဆွဲဆွဲငင်ငင်ကြီးကြားလိုက်ရတယ်ဗျာမကြားပါဘူးတိုးရန်ကလေးတွေကနေခွေးကြီးတစ်ကောင်ပြေးထွက်လာတယ်အမွေးစုတ်ခွားနဲ့ခွေးကြီးကတော်တော်ကိုကြီးတဲ့အကောင်ကြီးဗျလူကြီးခအရက်လောက်ရှိမယ်အရွယ်က နွားပေါက်လောက်ကိုရှိတယ်။ဒါနဲ့ခုံလက်နဲ့ထိုးမင်းဆိုတဲ့ဖို့တရုပ်ဦးလေးတွေကလည်းချုံပုတ်ထဲကနေမထွက်ကြဘူးဖြစ်နေတယ်။ခွေးကြီးရဲ့မျက်လုံးတွေကညနေနေရောက်မှာနေရဲနေတာပဲဗျ။နောက်တော့ခေါ်စာဘန်းကိုပုတ်ပြီးတော့အမဲသားတွေကိုအားရပါရစတာပဲ။ဒါပေမဲ့အမဲသားတွေကပဲမချက်လို့လားမသိဘူး။ခွေးကြီးကအမဲသားတွေကိုတော်တော်အားယူပြီးဝါနေရတယ်။ ်ခေါင်းကိုဘေးဆောင်ပြီးအန်တွားနဲ့ပါဝါစားနေတာနောက်တော့အမဲသားတွေကိုပစက်ထဲကနေထွေးထုတ်လိုက်တယ်အဲ့ဒီအခါမှာပဲရည်တန်ကြီးတစ်ခုကဖွက်ပေါ်လာတယ်ဗျကျုပ်တို့ကြည့်လိုက်တော့ဥပပါကြီးဗျာခေါင်းပြောင်ပြောင်ကြီးကိုတပတ်တစ်ခုနဲ့ခေါင်းပေါင်းထားပြီးပဇိုးတူတူပုတ်ထားတယ်ခွေးနဲ့ကြီးကိုကြည့်ပြီးတော့လက်ညှိုးထိုးပြီးတဟားဟားနဲ့အော်ရင်နေတာဗောဗျခွေးကြီးကသူ့ကိုကြည့်ပြီးတော့ အကြီးကြီးနဲ့မှန်ဖြစ်နေတယ်တန်တော့လေစောက်ကောက်ရဲ့လာနွားမရဲ့အဲ့ဒါအမဲသားမဟုတ်ဘူးငါအိမ်ကနွားတွေစားတဲ့မြက်ထုံကြီးဟဲ့ခွေးကြီးကဥပသားကြီးကိုကြည့်ပြီးတော့ကြိုက်တော့မဲ့ဟန်ပြနေတယ်ချုပ်ပုတ်ထဲကနေကြည့်နေတဲ့ကျုပ်ကဒူးတွေတဆတ်ဆတ်တုံနေပြီဥပသားကတော့တစ်ချက်ကလေးတော့ကြောက်ပုံမရဘူးဗျအောင်းမာ နေင့မြောင်ငါကိုကိုက်ပတဲ့လားနွားမာရင်နေင့ငါကျွေးတဲ့မြက်ကိုစားထားမှာတော့ငါခိုက်ဖက်ဖြစ်သွားပြီပေါ့ဥပဒါကြီးကနောက်တော့ခွေးနဲ့ကြီးကိုလက်ယူထိုးလိုက်တယ်ဗျပါဇက်ကလည်းခုံစမ်းလို့အမိတ်ပေးလိုက်တာနဲ့ခွေးကြီးမှာခြေလေးဖက်စလုံးမြေပေါ်ကကျွားပြီးခုံဆွခုံဆွလုံနေတော့တာပဲဥပဒါကြီးကခွေးကြီးကိုကြည့်ပြီးခွတ်ထိုးခွတ်လန်ရင်းနေတာပေါ့ခွေးကြီးရဲ့အကြည့်တွေကတော့ တော်တော်ကိုမကျေနပ်တဲ့အချိန်နဲ့ကြည်နေတာဒါပေမဲ့သူကိုယ်တိုင်ကတော့ဥပပါခိုင်းတယ်လို့ခုံနေရတာဗျနေကငါကခွေးလို့ထင်နေတာနေကမျက်စားတဲ့ယုံကိုဥပပါကနောက်တော့လှိမ့်စမ်းလို့ပြောလိုက်တာခွေးကြီးကမြေမှာဟွက်ပြီးဘယ်လှိမ့်နိုင်ညာလှိမ့်နိုင်နဲ့လှိမ့်နေတော့တာပဲဗျာ ဥပဒါကြီးကလည်းခွေးကြီးကိုထိုင်ခိုင်းလိုက်ထခိုင်းလိုက်နဲ့အစုံခိုက်တော့တာပဲခွေးကြီးမှလည်းသူခိုင်းတဲ့အတိုင်းလှုပ်ရတာနောက်ဆုံးတော့ခွေးကြီးကနေလူသံထွက်လာတယ်ဗျလူသံတော့မှ မိမတယောက်ရဲ့အသံကြောက်ပါပြီရှင်ကျမကိုလှုပ်ပေးပါတော့ကျမတောက်မှန်ပါတယ်ဒီတော့မှဥပဒါကြီးကလည်းကျိနှက်သွားတယ်ဟဲ့မိအင်းနင်း 对，吵架没意思好啦。你们别让老娘我越过那三样儿的路没。第二嘛，安心地来说了，你们对不啦？会计啊，把账目表呗，会计们就买你那边。我把账记个会计，那个领上多来的哟，会计给轮流托笔。给，你来多了，那所以你要么你再等路了，我越过罗，那么做呢没？ နေမချင်နဲ့ရင်နင်တို့တမျိုးလို့ခေါ်လာခဲ့။သောစံအဲ့ဒီလိုပြောပြီးတော့ခွေးကြီးရဲ့နာနှုတ်ကိုဖြတ်ကန်ထည့်လိုက်တာ။ခွေးကြီးမှာနာနှုတ်တော့တကင်ကင်နဲ့អော်ပြီးတော့အမီးကော်ပြီးတော်ရန်ရဲ့ကိုဝင်ပြေးသွားတယ်ဗျ။မနာခံနိုင်ရိုးလား။ဥပသားကြီးစီးထားတဲ့ဖနက်ကတရက်သားမာမာကိုခောက်ပြီးလှုပ်ထားတဲ့ခုံဖနက်ကြီးဗျ။နာနှုတ်ကိုထိသွားတာဆိုတော့တော်တော်တော့နာသွားမယ်ပုံပဲ။နောက်တော့ ဥပဒါကြီးကရွာဖက်ကိုထွက်သွားတယ်။ကျုပ်လည်းရွာကိုအပြေးပြန်ဖို့လှုပ်ရတော့ပေါ့ဗျာ။ကျုပ်ကတရေတော့လုံးဝမကြောက်တတ်ပေမဲ့နင်းနေတော့လှန်နေရဲ့ဗျ။ပေါ့ဝင်းချင်းကလည်းတော်တော်ကိုမောင်းနေပြီလေ။ဒါပေမဲ့ဖို့တရုပ်ဦးလေးသုံးယောက်ကိုတတိရသွားလို့သူတို့ပုံးနေတဲ့ချုံပုတ်စီကိုတွားလိုက်တယ်။အဲ့ဒီကိုရောက်တော့ဘာတွေ့တယ်ထင်တယ်လေဗျ။ဆုံးမလာရင်ဓာတ်နဲ့ခုန်မယ်။လက်နဲ့ထိုးမယ်ဆိုတဲ့အကောင်ပေါင်းတန်ယောက်ျားကြီးသုံးယောက်က တတိလစ်နေတယ်ဗျာမျက်ဖြူတွေကိုလှမ်းတော့ဒါကြောင့်သူတို့ခွေးကြီးကိုဓာတ်နေမခုတ်နိုင်တာနေမှာပေါ့ဗျာကျုပ်လည်းရွာကိုအမျက်ပြေးပြန်ရတော့လေရွာရောက်တော့မှဖို့တယုံအင်ကိုသွားပြေးအကျိုးအကြောင်းပြောပြတော့မှဖို့တယုံအင်ကလူတွေသွားခေါ်ရတယ်တတိယအောင်မနှဲကိုနာနဲ့ယူရတယ်တဲ့ဗျာအဲ့ဒီအချိန်မှာပဲဖို့တယုံအင်ကိုအဖေရောက်လာတယ်ဗျာ အဖေနဲ့ထဲမှာကင်ထားတာကလည်းချိန်လုံးကြီးချိန်လုံးနဲ့ပဲကလည်းဒဝေချိန်နေဗျာကျုပ်လေခွေးနဲ့ကြီးထွက်ပြေးတာကိုဝမ်တာအာရကြိတ်ခင်ပြီလို့ဝတ်လေတာလားတော့မသိပါဘူးဒီတစ်ခါတော့ကျုပ်ပြေးအလေပေါ့ဖိုးကျုပ်တို့အိမ်နောက်ဖက်စီယုံမှာရှိတဲ့ခွေးတို့ပေါက်ကနေထွက်ပြေးတာပေါ့အဖေကတော့ကျုပ်ကိုလှမ်းပြီးအော်ဆဲရင်းချိန်လုံးကြီးဝင့်ကဝင့်ကနေပြေးလိုက်လာတာပေါ့ဗျာကျုပ်လေ ဖဝါနဲ့တင်ပါတသားရဲကြောင်းအောင်ပြေးပြီးနောက်ဆုံးရွာဦးဖုန်ကြီးချုံးစီကိုပြေးရတော့တာရွာဦးဖုန်ကြီးကအဖေပါကြီးလေကျုပ်တို့အဖိုးတော်တာပေါ့သူကကျုပ်ကိုတိတ်ချရှာတာနောက်ဆုံးဖုန်ကြီးချောင်းရောက်တော့မှကျုပ်လည်းအဖိုးဖြစ်သူရင်ခွင်တဲ့အပ်ပြေးငိုချလိုက်ရတာပေါ့ဗျာကဲဒီနေ့တော့တလောက်ပဲစာရေးစရာရိတ်နောက်နေ့မှပဲဥပဒါကြီးအကြောင်းတွေထပ်ပြီးပြောပြအောင်မယ်ဗျာ